ကို skin type ကိုဘယ်လိုခွဲရမလဲမေးမိနေကြတဲ့သူတွေအတွက်ပေါ့နော်။ဟိုအရင်ကတော့မပြောဘူးတဲ့။ဒါပေမဲ့ဒီနေ့တော့တစ်ခါလေးလုပ်ပြပေးမယ်ပေါ့နော်။ skin type ခွဲတာအရင်လွယ်တယ်။သူများကိုမေးတယ်ဆက်တင်နဲ့ဆန်းထားတဲ့စာရင်ကိုယ့်အကူအလွယ်တကူအိမ်မှာလုပ်လို့ရတယ်။ဆိုတော့ဒီမတို့လိုမျိုး makeup တွေပါလူထားမယ်ဆိုရင်တော့ cleansing ပေါ့။ cleansing လေးနဲ့အရင်ဖြန်မယ်။ပြီးရင် gentle cleanser လေးနဲ့တက်မယ်။ဆိုတော့ဒီမျက်နှာတက်တဲ့နေရာမှာတော့မျက်နှာသစ်ဆေးကိုအရင်အင်းဥမာဟိုဆက်လက်ဆက်လက်ပါတဲ့ဟာမျိုးလေးတွေအေးရှိပါတဲ့ဟာမျိုးလေးစသဖြင့်ပေါ့လို့ active ပါတဲ့ဟာတွေမသုံးမဲနဲ့မျက်နှာသစ်ဆေးအပြော့လေးသုံးပေးရပ ူကောင်းတယ်ဥမာအာစီကဖေးဂျန်တယ်လိုမျိုးဒါမှမဟုတ်ပါဘူးဒါမှပန်းရောင်လိုမျိုးအဲဒါမှမဟုတ်လေဘေဘီမိုင်းလိုမျိုးပေါ့အဲ့လိုလေးနဲ့ပဲတက်တာတော့ပို့ပြီးတော့ကောင်းတယ်ဆိုတော့အရင်ဆုံးမှ cleansing လုပ်ပြီးတော့မျက်နှာတက်လိုက်မယ်အရင်ဆုံး cleansing လုပ်လိုက်မယ် mistla water လေးသုံးမယ်နော်ဒီနေ့မှသုံးတာတော့ damp dress က mistla water လေး Okay. ။အခုကတော့ makeup ဖြတ်ပြီးသွားပြီပေါ့နော် makeup ဖြတ်ပြီးသွားပြီဆိုတော့မှမျက်နှာသစ်စစ်တက်မယ်မျက်နှာသစ်စစ်ရတော့ဒီလို cetaphil အပြော့အောင်လို့မျိုးပေါ့နော်ဒါတော့အရင်ထုတ်ထားတဲ့ဘူးပုံစံလေးပေါ့နော်အခုကချန်တက်ရတဲ့မျိုးဒီအကြောင်းမှဘူးကဝယ်ထားရတော့ကြာပြီပြန်ပြန်ပြီးအစ်တက်ထည့်ပြီးသုံးတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုး cetaphil ချန်တက်လိုမျိုးလေးသုံးမယ်ပေါ့ဆိုအပြော့လေးပဲသုံးပြီးပါမျက်သစ်ထွက်တဲ့ခါမျိုးပေါ့နော်ဆိုတော့မျက်နှာကိုတခြားလေးပြအောင်တက်လိုက်မယ်ဒီလိုမျိုးမျက်နှာသစ်ပြီးသွားပြီဆိုရင်မအားလို့မျက်နှာကိုပြန်ပြီးတော့ချအောင်သုံးမယ်ပေါ့နော်မအားလို့ tissue လေးသုံးတယ် ဒီလိုမျိုးတုတ်တဲ့နေရာမှာလဲပေါ့နော်အရင်ဟို6ကတ်နေရာမှာတုတ်ပဲနဲ့ဒီလိုဖောက်ဖာလေးပဲပေါ့နော်ပြီးတော့မဆိုးမချောက်လေးပေါ့အဲ့လိုလေးပဲထားထားပြီးတော့စောင့်ကြည့်မယ်နော်ပြီးတော့အမတနိုင်စောင့်ကြည့်မယ်တော်တနိုင်လဲရတယ်တနိုင်ခွဲလောက်လဲရ Hello အခုတော့မနက်ပိုင်းရောက်သွားပြီပေါ့နော်ညက skin type ဖြစ်မယ်ဆိုပြီးတော့စောင့်လိုက်တာအိပ်ပျော်သွားလို့အခုမနက်မှာတော့မမျက်နှာပြန်သစ်ထားပြီပြန်သစ်ပြီအခုကတော့တနိုင်ခွဲဝင်းကျင်လောက်ကြာပြီပေါ့နော်ဆိုတော့ skin type လေးကိုပြန်ပြီးတော့ကြည့်ကြမယ်ကျွန်တော်အခုကြည့်မယ်ဆိုရင် skin type က၄မျိုးရှိတယ်ပေါ့ဒီအကြမ်းပြင်းပေါ့နော် အာပုံမှန် skin လား၆သွေးရဲ့ skin လားအစီပြန်တဲ့ skin လား combination ပေါင်းစပ်အသားကြီးလားပေါ့အဲ့လိုရှိရယ်ဟို sensitive skin ကိုတော့ဒီထဲမှာတော့ထပ်မပြောတော့ဘူးပေါ့နော်ဒီလိုကို skin ကအမြဲနီးမြန်းပြီးတော့ဟိုဖြစ်တယ်ဆိုရင်တော့ကိုဖြစ်နေတဲ့အသားကြီး plus sensitive skin ပေါ့အဲ့လိုတွဲပြောလို့ရတယ်။အဲဆိုအခုအစီလေးပြန်နေရယ်ပေါ့နော်ဆိုတော့အခုဆိုရင် mask skin type က oily skin ပဲကိုသွားနေရယ်။ဟိုးရင်ကလေးကကြီးရတူဆိုတော့တိမယ်။ဒီတနည်းခွဲလောက်ကဆိုရင် mask skin က dry skin ၆တယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့အသားကြီးပြောင်းလာတော့မှအခု oily skin ပြန်ဖြစ်သွားရယ်ပေါ့နော်။အဲ့လိုမျိုး skin type ကြီးဖို့ဆိုကောင်းတာအမတို့ဒီ စီစုပ်ဆက်ကူလေးရှိတယ်စီစုပ်ဆက်ကူလေးနဲ့တုတ်ကြည့်လိုက်တော့ပို့ပြီးတော့မြင်တာရဲပေါ့နော်တုတ်လိုက်တဲ့အခါမှာစီလေးတွေအများနေနော်ဒါကဘယ်နေရာမှာအဆီထွက်လဲဆိုတာသိရတယ်ပေါ့အခုဆိုရင်တော့မှဟိုစီစုပ်ဆက်ကူမရှိဘူးမရှိတဲ့အခါကျတော့ဒီ tissue လေးနဲ့ပဲလုတ်လိုက်မယ် tissue ကိုကျတော့နည်းနည်းအပါဆုံးဖြစ်အောင်ပေါ့နော်ဒီလိုမျိုးဟွာလုတ်လိုက်မယ်ပြီးရင်နည်းနည်းကတ်ကြည့်လိုက်မယ်ပေါ့ဥမာဒီနှစ်ဖူးပေါ့နှစ်ဖူးနားလေးဆိုရင်နည်းနည်းလေးဖိကြည့်လိုက်မယ်အဆီရှိမရှိပေါ့နော်ဆိုတော့နှစ်ဖူးမှာတော့အလောက်ထိတော့ အစီတော့အရင်ကြီးတော့ကတ်မနေဘူးပေါ့နော်ဒီနှာခေါင်းလေးပါရောနှာခေါင်းလေးပါဆိုရင်အစီပြန်လာနည်းနည်းလေးတုတ်ကြည့်လိုက်ဖိကြည့်လိုက်မယ်ပေါ့နော်ဆိုတော့အဲဒီနားလေးမှာဆိုဒီလိုအစီလေးတွေအစီလေးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့အမဆိုရင်အကြံပြေဒီနှာခေါင်းမှာတော့ပြန်နေတယ်နှာဖူးမှာတော့အလောက်ထိတော့မတွေ့ဘူးပေါ့နော်ဆိုတော့ဒီမေးစီပေါ့မေးစီလေးမှာဆိုလဲနည်းနည်းလေးတော့ရှိတယ် ဆိုတော့ပါးတွေသွားမယ်ဆိုတော့အမတေးကြတာတော့ဒီတီစုံမှာတော့အစီပြန်နေပြီဆိုတော့ပါးကိုသွားမယ်ပေါ့နော်ဒီပါးလေးတွေပါးလေးမှာရောအင်းပါးမှာဆိုလဲဒီအနေနဲ့များတော့အစီလေးရှိရပါတော့ ဒီလိုကြည့်လိုက်ရင်တပြင်းလုံးအစီလေးရှိရပါတော့ဆိုတော့ကျတော့ mask ကတော့ oily skin ပဲသွားတယ်ဆိုရင်အမကတော့အစီပြန်တဲ့အသားရေပေါ့တကယ်လို့ကို့အသားရေကလှုပ်ကြည့်လိုက်တယ်ဒီတီစုံမှာပဲပြန်တယ်တခြားနေရာတွေမှာမပြန်ဘူးဆိုတော့အဲ့ဒါကို combination ပေါင်းဆက်အသားရေလို့ခေါ်တယ်တကယ်လို့ကိုကလို့မတုတ်ကြည့်လိုက်တယ်အစီလေးလုံးဝမထွက်ဘူးညနာလည်းရန်၆ကပ်နေရမျိုးမရှိပါတော့အစီလည်းမပြန်ဘူးခြောက်လည်းမခြောက်ဘူးဆိုတော့ကို့အသားရေကပုံမှန် skin ပဲတကယ်လို့ကို့အသားရေကအစီမထွက်တဲ့အပြင်ကိုမှတခြားနေရာတွေက၆ပြီးတော့ရန်ကြီး၆ကပ်ပြီးတော့ဖက်လန်နာမျိုးဆိုရင်တော့ကိုကအာဒီ၆တွေ့အသားရေဆိုပြီးတော့မှန်းလို့ရတယ်ဆိုတော့တခုရှိရအမတို့ဒီဒီညနာတက်ပြီးပြီးချက်မှမကြည့်အောင်ဆိုတော့ နတစ်ပီးပီးချင်းဆိုအမဆိုရင် oily လေးအခုဆို oily လေးပေါ့နော်ဒါပေမဲ့နတစ်ပီးပီးချင်းမှာဆိုအမ6နေတလို့ခံစားရတယ်ဒါကြီးက6နေရပေါ့နော်ဒါပေမဲ့အခုမှအစီလေးထွက်လာတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ကိုကအသားရေ skin type ကြည့်ဖို့ဆိုတော့တနားရီခွဲဝင်းကျင်လောက်ကြမ်းကျင်စောင့်ပြီးတော့ကြည့်ရင်တော့ကိုရဲ့ skin type ကိုပိုသိရတယ်ဒါပေမဲ့ဒီ skin type တွေအမြဲပြောင်းနိုင်တယ်ပြောင်းနိုင်တယ်ဟိုအမတို့ဥမာမိန်းကလေးဆိုရင်ဟော်မုန်းပြောင်းလဲနေပြီပေါ့ဥမာ menstruation မလာခင် menstruation လာပြီးမှတော့ဒါကြီးက မတူနိုင်ဘူးတခါတည်းကျရင်အစီပြန်တာတခါကျရင်ခြောက်တာတွေဖြစ်နိုင်တယ်ဆိုတော့ဟိုကိုယ့်ရဲ့ဟော်မုန်းပြောင်းလဲခန္ဓာကိုယ်ရဲ့ဟော်မုန်းပြောင်းလဲနေဆိုင်နေပြီးတော့ကိုစားတဲ့အစားတောက်တွေနဲ့ဆိုင်နေအစီစိတ်နေအချိုးတွေစားတာများတဲ့နေ့ဆိုရင်နောက်နေ့တွေမှာဆိုအစီပိုပြန်တာမျိုးတွေဖြစ်တတ်တယ်။ဟောရာသီဥတုပေါ့ရာသီဥတုကအရန်ပူနေတာမျိုးဆိုပို့အစီပြန်တတ်တယ်။ဒါတော့အဲကုန်းဖွင့်ထားတဲ့ရာသီဥတုကလည်းအေးနေချိန်မှာအစီပြန်တာမျိုးပေါ့နော်။ဆိုတော့ဒီကိုယ့်ရဲ့ရာသီဥတုရဲ့ကိုယ့်ရဲ့ခန်းတွင်းတွေအဲ့ဒါတွေနဲ့လည်းတားကြီးကတော့ဆိုင်နေဆိုတော့ဟိုအသားကြီးကတော့ကိုကအခုတစ်ခေါက်ဆက်လိုက်တယ်ဟိုကိုက oily ထွက်သွားတယ်ဒါပေမဲ့နောက် စစ်တဲ့အခါမျိုးမှာလည်းအာ maybe ပုံမှန်ဖြစ်ရှင်လည်းဖြစ်မယ် combination ပေါင်းဆက်တာဖြစ်ရှင်လည်းဖြစ်မယ်ပြောချင်တာအာ skin type တီးအမြဲတမ်းပြောင်းနေနိုင်တယ်ဆိုတာလေးတော့သိထားမယ်ဆိုတော့ဟိုအခုကတော့ core skin type ကိုဘယ်လိုလုပ်ရမလဲမသိဘူးဆိုရင်မင်းမင်းနေကြတဲ့သူတွေအတွက်ပေါ့နော်ဟိုဒါကတော့ skin type ခွဲနည်းကိုပေါ့နော်အလွယ်ကူဆုံးလေးလောက်ပြပေးတာပါ